တက်ကျွန်တော်၅နှစ်၄နှစ်၅နှစ်သားလဲဆိုတာဖေဖေတို့ဇက်နောက်ကိုကျွန်တော်လိုက်တယ်လိုက်တယ်ဆိုတာပွဲကြည့်လိုက်ကလေးဆိုပါသွားတယ်ဗောကျွန်တော်စုကတ်အီဒီပြီးရင်အမျိုးသားနဲ့အကအကကြီးပြန်တော့နောက်ပိုင်းမှာဒီအကလိုင်းကိုရောက်ပြီးတော့မင်းသားဖြစ်တော့ဗောဖေဖေလေးဆုံးတာ၅နှစ်ပြည့်ပါပြီဘလို့ကြောဖေဖေသားချင်းဒီချိန်မှာဆိုရင်သူအရန်ပြောပါပါသူရှိတဲ့သားတွေသမီးတွေအရနုပညာဆက်ပြီးတော့ဒီမူရီဆက်ခံထားတယ်ဟောလာမဲ့မျိုးဆက်တည်ကျွန်တော်တို့ရဲ့အနုပညာကိုထိန်းသိမ်းပေးပါနုပညာကို ရိုးရာကိုရိုးလို့မရပါဘူးရိုးရာကိုလည်းမရိုးသေးပါနဲ့ဒီထက်လည်းစမ်းသစ်တီထွက်မှာကောင်းအောင်တီထွက်မှာရိုးရာကိုမဖြတ်ဘဲနဲ့ဒီထက်ကောင်းအောင်စမ်းသစ်တီထွက်ပြီးကပြကြပါလို့ကျွန်တော်ပြောချင်ပါတယ်ကျွန်တော်တချင်းဆိုဝါသနာပါတယ်ကျွန်တော်အားလုံးကတော့အတန်ကောင်းတယ်လို့ပြောရတယ်အတန်ကောင်းတယ်လို့ပြောကြရတယ်အတန်တချင်းဆိုနိုင်တယ်တချင်းဆိုတတ်တယ်လို့ပြောရတယ်အဲဒါတော့ကျွန်တော်ရဲ့ပါရမီပေါ့နော်ကျွန်တော်ငယ်တုန်းကလည်းကျွန်တော်ကတချင်းနေနားထောင်တယ်တချင်းနားထောင်တာများတယ် ငငင်းလေးကကျွန်တော်အဖေတွေဦးလေးတွေရဲ့တချင်းနေဟိုနှစ်ပါးသွားတချင်းလို့နောက်ပိုင်းဆက်တူကျွန်တော်ကအမြဲတမ်းနားထောင်တယ်အိမ်မှာတိတ်ခွေဖေဖေတို့ကအရင်တော့လှိုင်တေးတန်သွင်းရနေပြီအမြဲတမ်းအဲ့မှာဇက်ထုတ်တွေပါတော်မူလို့ကျွန်တော်မမောင်တို့တို့ပရိခရာတို့မိငီနောင်တို့အဲ့အဲ့လိုတွေထုတ်တာထုတ်တာအဲ့ဒီထုတ်လာပြီးရင်ကျွန်တော်အိမ်မှာကက်ဆက်နဲ့ဟိုတော့ကက်ဆက်လေးခစ်ကိုအဲ့ဒါနဲ့ကျွန်တော်နားထောင်တယ်အဲ့နားထောင်နေခါကျတော့တချင်းရဲ့ဥစ္စာကိုကျွန်တော်သိနေတော့နားပြီးတော့ မျိုးရိုးပေါ့နော်မျိုးရိုးပါလာတူမျိုးရိုးပါပင်ပါတော်ညာလဲတချင်းမစွတ်တဲ့လူအများကြီးပါတို့ကျွန်တော်ကကျွန်တော်ကပါမီပါသွားတာပေါ့နော်တချင်းစွတ်တဲ့ပြီးတော့အသက်ကျွန်တော်9နှစ်6နှစ်9နှစ်သားလဲဆိုတာဖေဖေတို့ဇက်နောက်ကိုကျွန်တော်လိုက်တယ်လိုက်တယ်ဆိုတာပွဲကြည့်လိုက်ကလေးဆိုပါသွားတယ်ပေါ့ဒါပေမဲ့မနဲ့ဆိုသူများတွေအိပ်ပြီကျွန်တော်ကမအိပ်ဘူးသွားပြီးတော့ဟိုဟာလှန်တီတီကငငယ်ကကျွန်တော်စိုင်းတီဝါသနာပါတယ်စိုင်းတီကျင်တာအဲ့မှာဥစိန်လာမြဲဆိုတော့ကွန်တွန်တော့ပါပြီရွာသားကြီးဥစိန်လာမြဲဆိုတော့အဲညဆိုင်းတီပြီဆိုတော့ ငငယ်လေးက၄နှစ်ခန့်တည်းဆိုတော့စီးဝါတီတက်တယ်စီးဝါကျွန်တော်စတီးတက်တယ်အဲငငယ်တော့ဆိုင်းတီဝါသနာပါတာအဲ့လိုမျိုးရွာစားကြီးကျွန်တော်တီးကြတယ်ကြီးလာတော့မင်းသားဖြစ်သွားတယ်ဘာမှလည်းမဆိုင်ကြီးလာတော့မင်းသားဖြစ်သွားတယ်ဘယ်လိုဖြစ်ပါပါကျွန်တော်တို့ဝါသနာပါအရင်ကဝါသနာပါခဲ့ရတော့ဆိုင်းတီဝါသနာပါတယ်အဲဝါသနာပဲဒါပေမဲ့ကိုယ့်ရဲ့စူးစမ်းမှုရောဥစ္စာဖြစ်ရောကျွန်တော်စုကိုက်ဒီတွေပြင်မျိုးသားနဲ့အကအကတွေပြင်တော့နောက်ပိုင်းမှာဒီအကလိုင်းကိုရောက်ပြီးတော့မင်းသားဖြစ်တော့မင်းသားဖြစ်တာလဲကျွန်တော်ကိုမမရှိမှာ ကျွန်တော်အဲလက်ချောင်းမင်းသားနဲ့ကျွန်တော်နှစ်နှစ်လုပ်ပြီးတော့နောက်ပိုင်းကျော်စိတ်မှာပြင်ဆိုဟုတ်သူရဲ့ချိန်တော်လိုင်းရောပါပဲပြန်တော့ပြန်သာဝတိအဖြစ်တဲ့ဒီသာဖနဲ့ကိုတီဖေဖေကြောင့်လည်းပါမောဖေဖေကလည်းမင်းသားကိုမင်းသားဆိုဖေဖေကတဲ့အပွဲတွေကြည့်တယ်အသက်ငယ်တွေနောက်ပိုင်းဇက်တုပ်တွေပါကလို့ရှိရင်ဟိုနှိမ့်ဆက်ခန်းတွေပါမြင်လို့ရှိရင် အောက်ကနေပြောင်းဖို့တွေပြစ်ကြရတယ်လေအဲပြောင်းကိုကလည်းဘေးမှာထားကြည့်ကိုဖျော်လို့တော့မြင်တော့ကိုတက်မှာလေအဲ့ပြောင်းဖို့ကောက်ပြီး ဂွေနဲ့ဒီရောက်အဲ့နှိမ့်ဆက်တယ်အဲ့လိုပြပောက်တာပဲကျွန်တော်လှုပ်တာအဟောတော့အဲ့လိုတော့နှစ်ပါးသွားကရေကရပုံစံရေကရဖိုးဝါယုတ်ကဒီမှာကိုင်ထားမင်းပြောရေကိုရင်းနဲ့ရှင်ကရင်းဖိုးဝါယုတ်ကအာအဲ့ဒီရှင်းလေးတွေအခုစားပဲပြီးခဲ့တဲ့ကျွန်တော်သဘင်စားပြီးခဲ့တဲ့နေ့ကသဘင်စားမှာတော့ကျွန်တော်အဖေကရဲ့ဒီဖိုးဝါယုတ်ကကိုသဘင်စားကလေးတွေကိုကျွန်တော်တင်ပေးခဲ့သေးတယ်နော်အဲ့ဒါမျိုးလေးပေါ့ဖေဖေကရဲ့ဘူးလေးတွေဖေဖေကရဲ့ပုံစံလေးတွေအဆိုပိုင်းဆိုင်ရာမှာကျွန်တော်ဘသူ့ကိုကျွန်တော်ကျွန်တော်အဖေကအတန်မကောင်းကျွန်တော်ဘေးကစိုတက်တာပဲရှိတယ်အတန်မကောင်းအဲ့လိုပေါ့နော်ခုနကကျွန်တော်ပြောသွားတယ်ကွာ မျိုးရိုးရှည်ရန်နဲ့တခြင်းမဆိုတတ်ဘူးတခြင်းအတန်မကောင်းကျွန်တော်ဦးဦးညီဝင်စင်ကြတော့အတန်ကောင်းတယ်စိုတက်တယ်ဘလို့ဆိုရမလဲဘလို့ဆိုရမလဲအတန်လည်းကောင်းတယ်စိုလို့ဆိုရစိုတက်တဲ့ခါကျတော့ကျွန်တော်ဦးလေးရဲ့စိုပေါက်တွေနားထောင်တယ်ကျွန်တော်ဦးလေးရဲ့အဆိုးတွေကိုကျွန်တော်လေ့ကျင့်တယ်ဇက်ထုတ်တွေကျွန်တော်ဦးလေးကအများဆုံးသူကဇက်ထုတ်မှာဇက်ထုတ်ဇက်လန်းတွေလှုပ်ရှင်ကျွန်တော်ဦးလေးညို့ရှင်က तू ကမင်းသားနေရနေကျွန်တော်အဖေကကြတော့ feeling နေရာလိုမျိုးလိုအဲပါတော်မူဆက်တော်မှာဆိုရင် ကျွန်တော်ဦးလေးအမျိုးစင်ကတီပေါ်မင်းနေရနေတယ်ကျွန်တော်ဖေကဦးကောင်းနေရနေတယ်အဲ့လိုမျိုးအဲ့လိုမျိုးနေဖေးတယ်ကျွန်တော်ဖေကဇက်ဇက်ပို့တဲ့နေရသွားတယ်ကျွန်တော်ဖေကဘာသူကကောင်းနေဆိုတီရီတို့ဇက်ညွန်းလုတာဟာကျွန်တော်ဖေကအဲ့ကျွန်ကျွန်တော်ဦးလေးကြတော့အဆိုပိုင်းအကပိုင်းသူကအတိဥဆောင်ပိုင်းအတော်ရအဲ့ခါကျတော့ကျွန်တော်အဆိုပိုင်းကိုကျွန်တော်ဦးလေးဘက်ကပါသွားရပြောရမယ်ပေါ့နော်အဒီဘက်ပိုင်းကြတော့တစ်ချက်ပိုင်းကြတော့ကျွန်တော်အဖေဘက်ပေါ့အဲ့အဲ့လိုလေးပေါ့ဟုတ်ကဲ့ Then my guy and tight going in. She wants to love you. ကျွန်တော်နာမည်အရင်ကကျော်တီဟဆင်ကျွန်တော်စပြီးလို့ကျော်တီဟဆင်နဲ့လို့တော့အဖေကရဲ့ဒီဖိုးဝါယုကပြရတို့အဲအဲ့လိုမျိုးလေးကခိုင်းနေအဲပြီးလို့ရှိရင်ဗရိခရာတို့တောင်မျိုးမင်းကြီးနောင်တို့ဒီပါရမူဇက်တော်ကြီးတို့ကျွန်တော်ဇက်မှာလဲကျွန်တော်ကခဲ့တယ်ရန်တော်မောင်တို့ကျွန်တော်ဖေခဲ့တယ်ရန်တော်မောင်တို့ပါရမူဇက်တော်ကခဲ့တယ်ပါရမူဇက်တော်မမကျွန်တော်ဒီပါရမူဇက်ကြီးရောနောက်ပြီးတော့ဗါလေဟိုနန်တက်တီဘောနန်တက် တီဝန်နဲ့တစကမှာပါတော်မူတီဒီအဖြစ်စဉ်အကြောင်းကိုသွားမအောင်ဖေဖေတို့ကတော့လည်းဒီပါတော်မူဆက်တော်ကောက်လည်းနှစ်ရက်ကကျွန်တော်လည်းနှစ်ရက်ကရနောင်မောင်မောင်တို့ဆိုလည်းကျွန်တော်မောင်မောင်တို့နေရဖေဖေနေရကအဲ့လိုမျိုးပေါ့နော်အဲ့လိုလေးသူများတွေနောက်ပိုင်းဆက်တော်မကတဲ့အချိန်မှာကျွန်တော်ကကျွန်တော်ဆက်ပေါ်မှာနောက်ပိုင်းဆက်တော်ကိုနှစ်ပါးသွားပြီးမှကျွန်တော်မကောက်ဘူးဗမာတန်အပီစိတ်ရှိုးချားမှာပရိသတ်တွေကြီးအောင်မယ်ဆိုတဲ့အချိန်မှာထိုးကြတာကျွန်တော်ကအဲ့လိုလေအဲ့လိုအဲ့ခါကျတော့ပရိသတ်တွေကဘာဖြစ်လဲ အိုးဒီမင်းသားနောက်ပိုင်းဆက်ကတော့လာစုံကိုပြောရပါလားအဲ့လိုဖြစ်သွားတာပေါ့နော်အဲ့ကကြတော့ဒီဆက်မှာစိန်မာတင်ရဲ့မျိုးရိုးထိန်းတာအော်စိန်မာတဲ့နာမည်ကြီးကနောက်ပိုင်းဆက်တော်တွေနာမည်ကြီးသွားတာ哦အဲ့တော့ကိုကိုနဲ့လည်းနောက်ပိုင်းဆက်တော်တွေငင်းနေတဲ့နားထောင်ကြကြကြတော့ဟိုမစိန်တော့ပဲနဲ့တူဆောင်တဲ့နေရာမှာဒါတော့မှကျွန်တော်ပါတော်မူဆက်တော်ကာကေတုံးကကျွန်တော်ညင်းညင်းခဲ့တယ်ဘာဖြစ်လို့ကြောက်တယ်ဇလန်းရဖြစ်အမှန်ဇလန်းအစ်စ်ဖြစ်တယ်ကခဲ့တယ်ကျွန်တော်ဦးလီဦးနီဦးစင်ကခဲ့တာသ ့ရဲ့စိုးပေါက်ပျောပေါက်ငိုပေါက်သူ့ရဲ့သို့ဆောင်မုံတို့မှီဖို့ဆိုတာအမတ်တမတ်ကျွန်တော်ခင်းရင်တယ်သူ့ရဲ့စုရဲ့စုရဲ့ဆိုရဲအတန်ကိုအဲ့အတန်ပေါက်ကိုမှီဖို့အတွက်ကကျွန်တော်မလုပ်ရဲဘူးမဟုတ်လို့ကျွန်တော်ဟိုဒီဒီဘောမြေပါမကဖို့အတွက်အကုန်လုံးဝိုင်းပြောရှင်ကျွန်တော်ညင်းပြစ်တာအာမကနိုင်ဘူးကျွန်တော်လည်းကောနာမည်ကြီးမင်းသားဆွမ်းဆန်ကြီးလှုပ်ခိုင်းလိုက်ဆွမ်းဆန်ချောရလေနာမည်ကြီးရလေလှုပ်လိုက်ရတယ်ကျွန်တော်ဥကျွန်တော်မမောင်တို့နေရာဖြစ်ဖြစ်ရတခြားနေရာလို့လှုပ်ပေး ဘယ်လောက်တောင်လှုပ်လဲဆိုရင်ဟိုကြိတ်ကဆန်ကလေရခိုင်ကြီးတောင်သိရမလားသူဆူတောင်းပြီးပွဲပင်းဆူတောင်းပြီးရဆိုတော့ပွဲပေးပြီးတော့ကျွန်တော်တီဘောမြေမကပါရစီနေဖရားဆိုအဲ့လိုမျိုးဆူပွဲပေးပြီးဆူတောင်းခဲ့ဘူးလေဒါမှမရဘူးဆရာမလိုက်တန်းတော့အမုံမဲ့ရအောင်မင်းမကလို့မရအောင်မင်းမကရင်ဘူးသူကမှာလေဒီနေ့မင်းကမှာမင်းရဲ့ဂျေမင်းရဲ့တွေးရှိအတင်းလောက်ခိုင်းတယ်တော့ကျွန်တော်လုံနေတော့သူတို့ကကျွန်တော်ဆရာကြီးပဲလေဆရာမင်းမြင်တယ်ကျွန်တော်ရဲ့အတွေ့ကျွန်တော်ကျွန်တော်ကိုကျွန်တော်မသိတာပေါ့နော် အဲတကယ်လဲလှုပ်တော့မှအဆင်ပြေသွားတယ်ဗျာတကယ်လဲကောင်းခဲ့ပါတယ်ပြိဿတွေလက်ခံအဲ့ရဆိုကျွန်တော်ဟိုဒီဘောမင်းသားဒီဘောမင်းသားဆိုပြီးဖြစ်သွားတယ်ဗောနော်အဲအဲ့ခါကျတော့ကျွန်တော်တို့နောက်ပိုင်းမှာကျွန်တော်ဘာလို့ဆိုဇက်မှာကျွန်တော်နောက်ပိုင်းဆက်တော့ပြီးတဲ့ပြောသဘင်စင်းရောလဲဇက်တီထောင်တဲ့ဥစားမှန်မှန်များနောက်ပိုင်းမှာကမနေရဆိုတော့စီကန်ချက်လေးတွေပါလာအဲ့ဒါကြောင့်ကျွန်တော်နောက်လာမယ့် music တစ်တီလဲဇက်သဘင်ကိုဇက်သဘင်နဲ့တူအောင်လို့ကစီချင်ပါတယ်ဟုတ်အဆောင်ရောင်အမျိုးမျိုးနဲ့စမ်းသားခဲ့တဲ့တို့အရှင်နှစ်ပါး ဗမာနိုင်ငံကနေထွက်တဲ့အချိန်မှာနွားတက်တဲ့ပြီးလို့လည်းထွက်ရပြီပြီးမရရဲ့အသေးနာလိုက်တာဘီဘီလေးဆုံးလာ15နှစ်ပြည့်ပါပြီဘလို့ကြောဘီဘီသားချင်းဒီချိန်မှာဆိုရင် तू အရန်ပြောပါပါ तू ရှိတဲ့ဒါတွေသမီးတွေရအောင်အနုပညာဆက်ပြီးတော့ဒီမူရီဆက်ခံထားရယ်ကျွန်တော်ကတော့ကိုတိုင်းတေယုဆောင်ကိုတိုင်းကဗရမယာကိကံကတော့ तू အမကတော့ तू ကတော့စီစဉ်သူပေါ့နော် ဂျီဂျီကလည်းစီစဉ်သူအဲ့လိုမျိုးတွေတောင်းတယ်ကျွန်တော်ကွယ်ရင်းစီစဉ်ပြောမှာပါအဲ့တော့နောင်လာမဲ့မျိုးဆက်တွေကျွန်တော်တို့အခုရှိနေတဲ့เนาะအခုစိန်မာအော်ရွှေမန်းကိုဖို့ချစ်စွမ်းစားနေမရှိတော့ဘူးเนาะဟုတ်တယ်ဗျာကျွန်တော်ကြီးလက်ငါးချောင်းတော့မပြောဘူးကြီးလေးရွှေရှိလက်ငါးချောင်းမပြည့်ချင်ဘူးနောင်လာမဲ့မျိုးဆက်တွေတခြားဇက်လက်ပိုင်းတွေဇက်ဇက်တိလေးတွေရှိပါတယ်ကနေကြဒါပေမဲ့နောက်ပိုင်းကလည်းလူရှာအဲ့တော့နောင်လာမဲ့မျိုးဆက်တွေကျွန်တော်တို့ရဲ့အမှုပညာကိုထိန်းသိမ်းပေးပါ နုပညာကိုရိုးရာကိုရိုးလို့မရပါဘူးရိုးရာကိုလည်းမရိုးသေးပါနဲ့ဒီထက်လည်းစမ်းသစ်တီထွဲမှာကောင်းအောင်တီထွဲမှာရိုးရာကိုမဖြတ်ဘဲနဲ့ဒီထက်ကောင်းအောင်စမ်းသစ်တီထွဲမှာကပြကြပါလို့ကျွန်တော်ပြောချင်ပါတယ်